အားလုံးဝမ်းမြင်လာပါဒီနေ့မှတော့ကျွန်တော်ချွေချမလားကိုရှာမလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်။ဝီချင်းနဲ့ပတ်သက်ရင်အကျွေးကောင်နေပါဆိုပြီးတော့အကြံပြုကြတာလည်းရှိတယ်ပေါ့နော်။တကယ်တမ်းကျတော့ကျွန်တော်ဝီချင်းစီမံခေါင်းစဉ်နဲ့ပတ်သက်ရင် ခုနအကျွေးကင်းအောင်နေတာကတော့နောက်တဲ့အရာတော့မဟုတ်ပါဘူးကျွန်တော်တချို့ဆိုလို့ရှိရင်အကျွေးကင်းအောင်ဆိုပြီးတော့ရှိတာလေးနဲ့ပဲကျွန်တော်တို့ချစ်ချစ်တတသုံးဆွဲပြီးတော့နေကြရတယ်ပေါ့သူကစားပြီးဆိုရင်လည်း Twitter ပြီးတော့စားတယ် Twitter ဝတ်တယ် Twitter သုံးတယ်စားပြီးကျွန်တော်တို့ကဘာလို့တော့သူက Twitter ကြီးကသူရဲ့ဒီနံပါတ်1အချက်ဖြစ်နေတယ်ပေါ့လေဒါကြမ်းညတော့ကျွန်တော်တို့ကငွေကြေးသုံးဆွဲနဲ့ပတ်သက်လို့ရှိရင်ဒါစီကန်ရှိရှိသုံးဖို့အရေးကြီးပါတယ်အဓိကအပြင်တော့ မလိုလားအပ်တဲ့အရာတွေကျွန်တော်တို့အရေးမကြီးတဲ့အရာတွေမတုံ့ဖို့ပေါ့လေဒါပေမဲ့ကျွန်တော်တို့ကဒီငွေကြေးကြွယ်ဝဖို့ဆိုလို့ရှိရင်တော့ Twitter တက်တခုတည်းနဲ့မလုံလောက်ပါဘူး။ဟိုတချို့ဆိုလို့ရှိရင်ရှိတယ်ခုနလိုဒီ Twitter ကြီးပဲစိတ်ဝင်စားတဲ့လူက तू ကရှိနေတဲ့ဝင်ငွေလေးနဲ့ပဲ तू ကချိန်နှက်ပြီးတော့ချွတ်ချွတ်တက်တက်သုံးဆွဲပြီးတော့ तू ရက်တည်တယ်ပေါ့လေ။တကယ်ကြောင့် तू ကရနေတဲ့ဝင်ငွေထက်ပိုရအောင်ဘယ်လိုလုပ်မလဲ။ရှိထားတဲ့ဝင်ငွေကို ကိုပေါ့နော်ဘယ်လိုမျိုးကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဆိုတာကိုမစင်စားပဲနဲ့ဒီရှိထားတဲ့ဝင်ငွေကိုပဲသူကဘယ်လိုချွေတာတော့ဆက်မလဲပဲသူအဓိကစင်စားပါတယ်။အဲအဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ချင်းကာလာတွေကြာလာတယ်။သူတို့ချွတ်ချွတ်တဲတဲနဲ့သုံးဆွဲရတယ်။ဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့ကချင်းကာလာတစ်ခုရောက်လာတဲ့ချိန်မှာသူရဲ့ငွေကြေးကြော်မှုကကျွန်တော်တို့ညံ့နာဆဆဖြစ်မလာဘူး။ဘာမှကျွန်တော်တို့ကဒီချမ်းသာကြော်မှုအခြေအနေတစ်ခုမရောက်လာဘူးပေါ့နော်။အဲ့တော့အရေးကြီးတာကငွေကြေးစီမံခံရမှုနဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့ကဒီအသုံးစွဲ ထိနေသိနေလို့ဖို့အရေးကြီးတာမှန်ပါတယ်နောက်တစ်ခုက saving နောက်ငွေစုဖို့နောက်ရင်းနှီးမြှုပ်နှံဖို့ဒါအရေးကြီးတယ်အဲ့ဒါတွေလုပ်ဖို့ကပထမဆုံးအချက်ကပါလဲဆိုလို့ရှိရင် make money လို့ခေါ်တဲ့ငွေရှာတာဖြစ်ပါတယ်ကျွန်တော်တို့အပွေရဲ့ဝင်ငွေကိုဘယ်လိုတိုးအောင်လုပ်လဲပေါ့နော်ကျွန်တော်တို့ကိုငွေရှာတဲ့ပုံစံအရာ ကိုရဲ့ငွေကြေးကျော်ဝမှုတွေ၊ Python မှုတွေအားလည်းမတူကြပါဘူး။ဥပမာတချို့ဆိုရင်တစ်ရက်ကို2ဒေါ်လာလောက်ရဖို့အသေးစားလုပ်နေရတယ်လို့တချို့ဆိုလို့ရှိရင်တစ်ရက်ကိုဒေါ်လာတန်းချီပြီးတော့ဝင်နေတဲ့လူတွေရှိတယ်။အဓိကတော့သူ့ရဲ့ရွေးချယ်မှု၊သူငွေရှာတဲ့ပုံစံရပါတော့သူရဲ့ကျော်ဝမှုတွေလည်းဖွဲ့ပြသွားတာဖြစ်ပါတယ်။ဥပမာအခြေခံအပြည့်ဆိုရင်တော့ဒါ Robert Kiyosaki ပြောထားတဲ့ငွေရှာနည်းလေးနည်းဖြစ်ပါတယ်။ဘာလဲဆိုလို့ရှိရင် ESPI ပေါ့ E ဆိုတာကကျွန်တော် employee တဲ့ professional ပေါ့နော် professional အနေနဲ့ဝန်ထမ်းအနေနဲ့ငွေရှာတာ။ S ဆိုတာတော့ self employed ပဲခေါ်ပေါ့ small business owner တော့ပဲခေါ်ခေါ်ပေါ့နော်ကိုယ့်ရဲ့ဒီတပိုင်းတပိုင်းလုပ်ငန်းနဲ့လုပ်ပြီးတော့မှလည်းငွေရှာတာဖြစ်ပါတယ်နောက်တစ်နည်းကတော့ကျွန်တော် B ပေါ့နော် B ဆိုတော့ကျွန်တော် business person အနေနဲ့ငွေရှာတာပေါ်စီးပွားရေးလုပ်ငန်းလုပ်ပြီးတော့ဒီကနေ့ပြီးတော့ငွေရှာတာဖြစ်ပါတယ်နောက်ဆုံးတစ်နည်းကတော့ I ဖြစ်ပါတယ် I ဆိုတော့ကျွန်တော် investor ပေါ့သူက investment နဲ့နောက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးတော့မှငွေရှာတာဖြစ်ပါတယ်ဘုရားရှိခိုးမှာကမ္ဘာပတ်သက်လို့ရှိရင်ဒီစီကန်ရှိနေတုံဆွဲဖို့ now saving လို့ investment လို့လုပ်ဖို့အရေးကြီးတယ်အဲအဲ့အတွက်ကျွန်တော်တို့ပထမဆုံးအရေးကြီးတာတော့အခြေခံနေနဲ့ ဒါ make money လို့ခေါ်တဲ့ motion လာပဲဖြစ်ပါတယ်ကိုယ်အနေနဲ့ဘယ်လိုပုံစံနဲ့ motion လဲဒါတော့ကိုယ့်ရဲ့ future ကိုမို့တူပါတယ်အားလုံးကျေးဇူးတင်ပါတယ်